နိုင်အမြင်နေကျေကုန်ပြီလေအခုဒီအာနာသိမ့်လက်သိမ့်ပြီးရောထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလာတဲ့စစ်သားတွေအများကြီးရှိတယ်။နော်ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလာတဲ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်တဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ အရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်မေအောင်လိုင်းအခုဘဟုဘံကကဘာဘံနဲ့အချိန်ဆက်ရှိလားကဘာဘံနဲ့အချိန်ဆက်ရှိလားမဖြစ်ရဲဘူးမလား လက်နဲ့ကင်နေမလိုလားဘူးလို့ပြောတဲ့အခါပါမင်းအိမ်ကိုမင်းအောင်လိုက်ကမိလာရွှေမင်းဘာပြန်လုပ်မလဲဟာလက်နဲ့ကင်နေမလိုလားဘူးတဲ့အဲ့လိုပြောပြောတယ်မင်းအိမ်ကိုမင်းအောင်လိုက်ကမိလာရွှေမင်းဘာဘာပြန်လုပ်မလဲရှုပ်သွားလို့ပြောမလားရှုပ်သွားလို့ပြောမလားပြောမင်းအမေမင်းကြီးမအောင်မင်းအောင်လိုက်ကတတ်သွားလို့ရှင်မင်းဘာပြန်လုပ်မလား ခင်ဗျားတို့ကျွန်တော်အမိလည်းတတ်သွားပါကျွန်တော်အဖေလည်းတတ်သွားကျွန်တော်တဆွေလုံးတမျိုးလုံးတတ်သွားပါလို့မင်းပြန်ပြောမလားဟမ်ပြောနေမင်းအောင်လိုင်းရဲ့ဘ ਹੁ ပန်တီကဘာပန်နဲ့အချိန်ဆက်ရှိလားမဖြစ်ရဲဘူးမလားမိကုံးလေးတွေကိုမေးတာမင်းတို့လုံးဝမဖြစ်ရဲဘူးနော်မင်းအောင်လိုင်းရဲ့ဘ ਹੁ ပန်ဒီကဘာပန်နဲ့အချိန်ဆက်ရှိလား ကမ္ဘာပံနဲ့အချင်းဆက်မရှိတဲ့အရာကိုမင်းတို့ငားနေလို့လို့ဘာဖြစ်လို့ထောက်ခတ်တာလဲမင်းတို့စာမတက်ဘူးလားဟမ်မင်းတို့အုံနောက်မရှိဘူးလားမင်းတို့စဉ်းစားညာမရှိဘူးလားနံပါတ်1ငါစောက်ပို့တွေပြောနေတာပေါ့မင်းတို့ဘ ਹੁ ဘန်းမှာအထက်မှာခန့်အပ်ထားတဲ့ကောင်တွေကအမြောက်တက်ကကောင်တွေပြီးပဲအဲ့ဒီအမြောက်တက်ကကောင်တွေကကမ္ဘာအချင်းရေးနားလဲလို့လား ကမ္ဘာငွေချေနားလဲလို့လားဟာပြောပါဦးဘိုးဘမခန့်အပ်ထားတဲ့ကောင်တွေကဘယ်ကပြောင်းလာတာလဲသိလားအမင်းတို့အမြောက်တက်ကနေထဲထဲထားတဲ့ကောင်တွေလေမင်းတို့မင်းအောင်လဲအာနာစာသိမ့်သိမ့်ချင်းကမောဒဘာလူတွေကိုခေါ်တယ်အေဝါအေဘန်ကလူတွေခေါ်တယ်ယူမဘန်ကလူတွေကိုခေါ်တယ်အဲ့ဒါဘာလို့တာလဲဟာ ။ဘာနေမှာမင်းတို့ဝင်စည်းတယ်လေ။ဘာနေမှာမင်းတို့ဝင်စည်းထားတယ်လေ။ဟုတ်လားမဟုတ်လား။နံပါတ်1တစ်ချက်ဘေးဘဟုဘန်သည်ကဘာဘန်နဲ့အခြေဆက်ရှိလားမရှိဘူးလား။ဟမ်ဘောဘန်ဒီကမ္ဘာဘန်နဲ့အခြေသက်ရှိလားမရှိဘူးလား ပြောအေးနံပါတ်1တစ်ချက်ဘဝပန်းဒီကဘာပန်းနဲ့အခြေစက်မရှိသေးမင်းအွန်လိုင်းသည်အကျမ်းဖတ်တမမဟုတ်ဘူးလားမင်းတို့ထမင်းစားတာလားချီးစားတာလားဟဲ့ကဘဝပန်းဒီကဘာပန်းနဲ့အခြေစက်မရှိရင်မင်းအွန်လိုင်းသည်အကျမ်းဖတ်တမမဟုတ်လားတကွချင်းပြန်သင်ပေးတာနော်စာပြန်သင်ပေးတာနော်အနီးနားမှာရှိငါပါရိုက်ပြီးသင်ပေးမှာ ောင်နားမလဲဘူးလားမင်းတို့လူသားကြီးလာတာအုံအောင်ကြီးမလားဘူးပဝင်းရှင်ကြီးမလားဘူးအတွေးခေါ်ကြီးမလားဘူးဘောပန်တီဘောပန်တီကဘာပန်နဲ့အချိမ့်ဆက်မရှိဘူးလို့ပြောနေတာအဲ့ဒါဘယ်သူကအကြမ်းဖက်လဲအဲ့ဒါဆိုရင်ဟဲ့ကဘောပန်တီမင်းတို့စောက်ရက်ဘယ်လိုကွဲလဲဆိုတာသိရမယ်နော် ဘိုးဘန်ဒီကဘာဘန်နဲ့အချင်းသားမရှိဘူးဆိုအဲ့ဒါအကြမ်းဖက်ဘူးသူလဲခင်းလေရဲရဲဖြစ်ဘိုးဘန်ဒီကဘာဘန်နဲ့အချင်းသားမရှိဘူးဆိုရင်အဲ့ဒါအကြမ်းဖက်အစ်စစ်ကဘာသူလဲပြောပြင်းတိုင်းသားတွေပေါ်မှာအပြစ်မပုံချနဲ့အညာသူအညာသားတွေပေါ်မှာအပြစ်မပုံချနဲ့ဘိုးဘန်ဒီကဘာဘန်နဲ့အချင်းသားမရှိဘူးဆိုရင်အဲ့ဒါအကြမ်းဖက်အစ်စစ်ကဘာသူလဲပြောဘဲဝင့်ခံရဲမလဲမင်းတို့ပါဇက်ကဘုံငုံထားတာဟုတ် မင်းတို့ဝေမခံရဘူးဘာဖြစ်လို့ဝေမခံရလဲဆိုမင်းတို့ပါဇက်ကဘောနဲ့ပြည့်နေလို့เนาะဘောနဲ့ပြည့်နေတော့မင်းတို့ဝေမခံရဘူးမပြောရဘူးဘာဖြစ်လို့လဲမင်းတို့ပါဇက်ကဘောငုံတာတော့ဘော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 အဲ့လိုဖြစ်သွားအမှန်မပြောရဘူးအမှန်တရားမပြောရဘူးမင်းတို့ဝေခံဆိုမင်းတို့မဝင်ခံရဘူးဘော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 ငါးနေလို့ဘောပဲငုံတာဘယ်ရမလဲမင်းတို့ဘယ်ရမလဲမင်းတို့ပြောလေ ပြောရရမယ်မင်းပြည်သူဆိုပြောရရမယ်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားဆိုပြောရရမယ်အားလုံးတို့အမှန်တရားဆိုပြောရရမယ်မင်းတို့မပြောရဘူးအဲ့လိုဖြစ်သွားတာဘာပြောငါးနှစ်လုံးလုံးမင်းတို့ကဘုံငုံတာငုံတာများသွားတာမပြောရဘူးအဲ့ဒီကောမင်းတို့အဲ့ဒီအမှန်တရားပြောလိုက်ပြီဆိုတာနဲ့မင်းတို့မိသားစုအချမ်းမစစ်ကောင်စီကဖမ်းမှမင်းတို့ကြောက်တယ်မင်းတို့အမှန်တရားပြောလိုက်ပြီဆိုတော့နဲ့မင်းတို့မင်းတို့ရဲ့အတိုင်းဝအချမ်းမစစ်ကောင်စီကအမှန်လိုက်ပြီးတော့မှထော်တော်ကလန့်လောက်မှမင်းတို့ကြောက်တယ် အဲ့တော့မင်းတို့ထမိန်ဝှက်ထားလိုက်ထမိန်ဝှက်ထားလိုက်ဘာကဘာငွေဈေးအလုံးနဲ့မင်းနဲ့ငါပြောမလားနှစ်ချက်ပဲပြောမယ်မင်းပွိုင်းမယ်ကဘာပန်နဲ့မင်းအောင်လိုက်အခြေစက်မရှိဘူးအဲ့အတွက်ကြောင့်မင်းအောင်လိုက်ဒီတရားမဝင်ဘူးနံပါတ်1တစ်ချက်နောက်တဲ့တစ်ချက်ပြောလိုက်အောင်မယ်ကမငွေစည်းကွက်တိပိုင်လာမပြောသေးတာဘူးနောက်တဲ့တစ်ချက်ထပ်ပြောလာအောင်မယ်ကမကုံသွယ်ရေးများအသင်းနဲ့မြန်မာနိုင်ငံမှာရှိနေတဲ့ UMSCCI ကအခြေဆက်တကယ်ရှိပါသလား ငါတို့ကချိုင်းအတီးကြပြောတာနော်ဟဲ့အောင်လေမင်းတို့အောက်ကကောင်းလေတကောက်လုံး UFCCI ရုံးနေပါပြီတီရောတီရဲ့လားမသိဘူးပြောပါဦးအောက်ကနေအောက်ကနေအောက်ကနေလာပြောဟောင်းနေတဲ့ကောင်းလေမင်းတို့ UMSCCI ရုံးတီလား UMSCCI ရုံးတီလားတီလားလို့ကဲဘုံဘုံနဲ့အဖွဲလေးတွေမင်းတို့ UMSCCI ရုံးတီလား ဒါစောက်ကြီးစောက်ကြမဟုတ်မင်းတို့သိရမယ်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအားလုံးတော့သိတာမင်းတို့ကဘာဖြစ်လို့မသိတာလဲဟမ်အဲ့ဒါတွေပြီးတော့ဘာဖြစ်လာမှာလဲလို့အုံနောက်ကိုအလွယ်တွေ့တဲ့ကောင်တွေအဲ့ဒါကြောင့်မင်းတို့တွေဒီအကြမ်းမဲ့စစ်ကောင်စီကမင်းတို့ကိုဂျင်းထည့်ပြီးတော့မှ၅နှစ်လုံးလုံးအုပ်ချုပ်တာပေါ့တော့ပေါ့လားဂျင်းတဲ့ခံရတဲ့အဖွဲတွေမရှက်ဘူးလား UMFCCI ကမ္ဘာကုန်သွယ်ရေးများအတင်းနဲ့အချိတ်ဆက်မရှိသေးဘူးအဲ့ဒါလက်ခံလားမင်းတို့အုတ်တော့လည်းမမီညံလည်းမမီနော်ဘောမဖို့ပဲသိတယ်ဘောတနေ့တမျိုးမယိုးဘလို့မမလဲပဲမင်းတို့သိတယ် UMSCC ကရုံးမေးကြည့်တော့မင်းတို့မသိဘူး UNS မဟုတ်ဘူး UMFCCI နော်မင်းတို့ကြောက်သီလားမသိဘူး မင်းအောင်လိုက်မပြောတော့လားမင်းရဲ့မင်းရဲ့ဘုံမနေတဲ့လူတွေမင်းရဲ့ဘုံတနည်းတစ်မျိုးမနေတဲ့လူတွေ UMSCCIAN ရုံဘယ်နေရာမှာရှိတယ်ဘယ်လိုရှိတယ်ဆိုတာမသိမ်းပေးထားဘူးလားမပြောပြသေးလောက်လားဒီလိုမျိုးစကားသိရှင်တော့ဟိုကောင်းလေးစောက်ချက်ကွဲတာပေါ့ဘယ်မှာမှန်းလည်းမသိဘူးဘာမှန်းလည်းမသိဘူးဘောမတော်မှအလုံးလားအပြားလားမသိဘူးမနေတဲ့ကောင်းလေးဘာမှမသိဘူးအကုန်လုံးမေးလိုက်စောက်ချက်တွေကွဲမင်းအောင်လိုက်တို့စိုးဝင်းတို့မင်းတို့မသိမ်းပေးထားဘူးလားမင်းတို့အောက်ကကောင်းနေဦး UMSCC ရုံးဆောင်ဘလို့မျိုးဘလို့ပုံစံမသိမင်းတော့မလားအကောင်လုံးစောင့်ချက်ခွဲတာပြည်သူနဲ့စကားပြောရင်ဒီကောင်တွေဘာမှမသိဘူးအဲ့လိုအဲ့လိုပြောတယ်ဘုံငုံထားတဲ့ပုံစံဘာမှမသိဘူးမင်းတို့ဘာသိလဲဘာမှမသိဘူးစောင့်ချက်တွေခွဲတယ်တော့အဲ့တော့ကဘာကုတ်သွေးကြီးများအသိနဲ့လဲမင်းတို့အခြေဆက်မရှိသေးဘူးသဘောပေါက်လားအဲ့ဒီနှစ်ချက်ကြောင့်မြမငွေကြီးကလောဝတ်တက်မလား မရောက်လာအာနာသိန်းနဲ့ငါးနှစ်အတွင်းမှာမြမငွေကြေးသည်လုံးဝတတ်မလားသဘောပေါက်လားသဘောပေါက်လားငါးနှစ်လုံးလုံးမင်းတို့ဘာလေးလာနေရလဲရန်ကုန်မှာရှိနေတဲ့စင်တင်တေးဂီတာအကောင်မလေးတွေလေးလာလိုက်တယ်ပြီးနေပြည်တော်မှာရှိတဲ့ KTB ဟာတွေလေးလာတယ်ပြီးမန္တလေးမှာရှိနေတဲ့ KTB ဟာစော်လေးတွေလေးလာတယ်ဟူစော်ကောင်းလို့ဒီစော်ကောင်းလို့ဒါတွေပဲမင်းတို့လေးလာတယ်မင်းတို့လေးလာမှာမသားပါဆိုဘာတွေလေးလာနေရလဲဟမ်ဟို KTB ကျယ်စင်တို့လာမင်းတို့ဒါပဲလေးလာတယ်မင်းတို့ နော်လေးလာပါလေးလာပါဆိုအဲ့ဒါကြောင့်မင်းအောင်လိုင်းကမင်းတို့ကိုကျွန်လို့သူစိတ်ကြိုက်ခိုင်းလို့ရတယ်သဘောပေါက်လားကျွန်လို့မင်းတို့ခိုင်းလို့ရတယ်မင်းတို့ဘာမှမလေးလာအဲ့တော့နှစ်ချက်ပဲနံပါတ်1တစ်ချက်နော်နံပါတ်1တစ်ချက်ကဘာလဲဆိုလို့ရှိရင်အန်ယူဂျီရုပ်သိချင်လို့ရှိရင်အန်ယူဂျီတာဝန်ရှိလူကြီးကိုသွားမေးလေအန်ယူဂျီတာဝန်ရှိလူကြီးကိုသွားမေးလေသဘောပေါက်လားသဘောပေါက်လားငါခေါက်ခေါက်လိုက်ပဲ အဲ့တော့စကားချင်းရှင်ပြောတဲ့အခါမှာတွေ့ရမလားဘဆိုင်တာသူကအောက်ကနေသူကမေးလာပြီဒီကောင်တွေကအဲ့လိုမျိုးတို့မနိုင်တော့ဘူးဆိုလို့ရှိရင်သူကမဆိုင်တာတွေတို့မေးလာပြီစကားချင်းရှင်မပြောနိုင်တော့ဘူးဆိုလို့ရှိရင်တို့မေးလာပြီမဆိုင်တာတွေတို့မေးလာပြီအဲအဲ့လိုမျိုးတို့ရှင်မမပြောနိုင်တာမပြောနိုင်ဘူးတို့မပြောလို့မပြောတတ်တာပြည်သူကတို့တဲ့စကားတတ်တယ်သူပြည်သူကတို့တဲ့အတွေးခေါ်မြင်တယ်ပြည်သူကတို့တဲ့စဉ်းစားဉာဏ်ကြီးတယ် အဲ့ဒီအခါခါကြတော့ဒီကောင်လေးကဘာတွေပြက်လာလဲဆိုဆောက်ဆောက်ချက်တွေ꿰တာဘာကြောင့်တို့ဆောက်ချက်꿰ရတယ်လားနေရမှန်လူမဲ့မနေလို့ဆောက်ချက်꿰တာတက်မလို့ကတက်မလို့နေရမှာနေလိုက်နိုင်ငံကြီးမှဝင်မစုတ်ပတ်နဲ့ဒါဆိုပြီးပြီးအေးစေးဟုတ်လားမဟုတ်ဘူးလားဟုတ်လားမဟုတ်ဘူးလားဟုတ်လားမဟုတ်ဘူးလားတက်မလို့တက်မလို့နေရမှာနေလိုက်နိုင်ငံကြီးမှဝင်မစုတ်ပတ်နဲ့ပြီးသူအရေးမှဝင်မစုတ်ပတ်နဲ့ထောက်ကဲ့သလား ထောက်ကဲ့လားအခုတက်မလို့တက်မလို့နေရာမှာမနေဘဲနဲ့မင်းအောင်လိုင်းဆိုအတင်ခိုင်းချလိုက်တယ်အဲ့တော့တက်မလို့သားတွေကဂါးနေလို့လို့သေရောကင်းပြည်နယ်မှာလည်းသေတယ်ကြားပြည်နယ်မှာလည်းသေတယ်ရခိုင်ပြည်နယ်မှာလည်းသေတယ်သဘောပေါက်လားဘတ်ပေါင်းစုံဘက်ကနေအကုန်လုံးအားလုံးသေတယ်သဘောပေါက်တယ်နော်အဲ့တော့ဘတ်ပေါင်းစုံအားလုံးကသေတဲ့အခါကျတော့အဲ့ဒီသေတဲ့အထက်မှာမင်းအောင်လိုင်းအမျိုးပါဘူးလား အဲ့ဒီတေတဲ့တဲမှာအဲ့ဒီရှည်တဲ့မှာတေတဲ့တဲမှာစိုးဝင်းရဲ့အမျိုးပါလားဟမ်မင်းတို့ဘယ်ဘူချုပ်မူကြီးတွေရဲ့အမျိုးတွေပါဘူးလဲဟမ်ကင်းပြင်းထဲမှာဘယ်ဘူချုပ်မူကြီးရဲ့အမျိုးတေဘူးလဲကင်းပြင်းထဲမှာမရောက်နိုင်ရဲ့အမျိုးတေသွားလားကင်းပြင်းထဲမှာစိုးဝင်းရဲ့အမျိုးတေသွားလားဟမ်စိုးဝင်းရဲ့အမျိုးတေသွားလားဟမ်အခုသူများနိုင်ငံမှာရှိနေတဲ့တပ်မတော်သားတွေက စင်မတိုက်ရမလို့ဘူးအစ်စေပဲသူ့ညာနဲ့သူ့နေတာသူ့ညာနိုင်ငံမှာစစ်တပ်တဲ့ဝင်ဝင်ဝင်ဖို့ဆိုရင်တစ်တော့မှာလိုက်လွင်တာပျော်စရာကြီးနော်ပျော်စရာကြီးမင်းတို့မှာပေါ်တာဆွဲနေရတဲ့အစင်းနဲ့ဘာကြီးလဲအလားဟမ်မင်းတို့မှာစစ်တပ်မှာပေါ်တာဆွဲနေရတဲ့အစင်းနဲ့အဲ့ဒါဘာကြီးရောဟမ်သူများနိုင်ငံမှာစစ်တပ်တဲ့ဝင်တာအမလေးပျော်စရာကြီးနော်လိုက်ပြီးလွင့် လိုက်တေလွင်ပြောစရာကြီးမြန်မာနိုင်ငံမှာသဘုံဘာမှမရှိဘူးဒါပြည်တွင်းစစ်ပြည်တွင်းစစ်ပြည်တွင်းစစ်ကိုပြည်တွင်းစစ်ပုံစံတွေးတက်ရမယ်မြင်တက်ရမယ်ပြောတက်ရမယ်ဆိုတက်ရမယ်ဒါသဘုံမဟုတ်ဘူးညံ့တာမင်းအောင်လိုက်သည်တိုင်းသားဆက်ဆံရေးပညာညံ့တယ်ရှင်းတယ်နော်တောင်တန်းဒေတာဆက်ဆံရေးညံ့တယ် မင်းတို့ဘယ်ပြောချင်လို့ရှိရင်မင်းအောင်လိုက်ဒီတိုင်းသားဆက်ဆက်ရေးပညာညံ့တယ်။နေဆက်ဆက်ဆက်ရေးပညာညံ့တယ်။နေဆက်မှာပြဿနာဖြစ်လို့ရှိရင်မင်းအောင်လိုက်ကလူကိုယ်တိုင်မလာရဲဘူး။ပေါင်ကားဘုံနဲ့တွားချမယ်ဆိုတာကြီးပဲ။သဘောပေါက်တယ်နော်။သဘောပေါက်တယ်နော်။မင်းအောင်လိုက်ဒီတိုင်းသားဆက်ဆက်ရေးပညာညံ့တယ်။နေဆက်ဆက်ဆက်ရေးပညာညံ့တယ်။သဘောပေါက်တယ်နော်။အဲ့လိုမျိုးတွေဟိုမင်းတို့ညံ့တာဝင်မခံရဲပဲနဲ့ ဟိုတပုံနေရှောက်ပြောတပုံနေရှောက်ပြောတယ်ကင်းမကင်းမကွာဟိုအခု generation စီတွေတောင်မှကရင်ပြည်နယ်မှာသွားရဲလာရဲတာမင်းတို့မရောက်နိုင်မသွားရဲဘူးလားဟမ်မသွားရဲဘူးလားလို့ generation စီတွေတောင်မှကလေးတွေတောင်မှကရင်ပြည်နယ်သွားလိုက်ကယားပြည်နယ်သွားလိုက်ရှမ်းပြည်နယ်သွားလိုက်ကချင်ပြည်နယ်သွားလိုက် ရခိုင်ပြည်နယ်သွားလိုက်ချင်းပြည်နယ်သွားလိုက်မင်းအောင်လှိုင်ကမသွားရဲဘူးလားဘယ်သူသွားလေကလေးတွေနဲ့ပြိုင်မင်းအောင်လှိုင်ရှုံးတယ်နော် generation z တွေနဲ့ပြိုင်မင်းအောင်လှိုင်တော်တော်ရှုံးတယ် generation z တွေကပြည်ပြည်နယ်လဲသွားရဲတယ်ကယားပြည်နယ်လဲသွားရဲတယ်ရှမ်းပြည်နယ်တောင်ပိုင်းမြောက်ပိုင်းလဲသူတို့သွားရဲတယ်ကချင်ပြည်နယ်လဲသွားရဲတယ်နော်ရခိုင်ပြည်နယ်လဲသွားတယ်နော်စကိုင်းတိုင်းလဲသွားတယ်မင်းအောင်လှိုင်ဘယ်ဘယ်ပြည်သွားရဲလဲဟာ မဲတော့အခုကလေးတွေကသွားရုံနဲ့မကောက်မြေပြင်းနဲ့တို့ကမဲဗီဒီယိုမတန်းနေပါရင်လည်းရိုက်ပြီးတော့မှတော့မှတို့ကတင်ပေးလိုက်သေးတယ်မင်းအောင်လိုင်ကသွားရဲ့လားအဲ့လိုမျိုးဟမ်ကာချုပ်ကြီးမင်းအောင်လိုင်ဆိုတဲ့ယာတူးယူထားတဲ့ကောင်တွေကသွားရဲ့လားအဲ့လိုမျိုးတိုင်းနာခေါင်းဆောင်နေနဲ့တွေ့ရဲ့လားဟမ်တွေ့ရဲ့လားလို့မင်းအောင်လိုင်ဖင်တော်ပွင့်သွားအောင်မယ်နော်မင်းအောင်လိုင်ဖင်တော်ပွင့်သွားအောင်ပဲ ိုးဝေးဖေးတော်ပွင့်တော်ဟုတ်ပဲဘာဖြစ်လို့လဲတသိရှိပေါင်ငါးပုံနဲ့ချမယ်တသိရှိပေါင်ငါးပုံနဲ့ချမယ်ငါပြောပြမယ်မင်းအောင်လိုက်ရုရှားသွားသလိုအောက်ချီကတမတော်သားတွေကိုလည်းရုရှားခေါ်သွားလေဘာဖြစ်လို့ခေါ်မသွားတာလဲလေးလိုက်ခီးဟမ်ပြောပါဦးရှင်ထဲမှာရောက်နေတဲ့သူကရင်ပြည်နယ်ရှင်ထဲမှာရောက်နေတဲ့သူတွေကိုလည်းမင်းအောင်လိုက်ရုရှားခေါ်သွားလေဘာဖြစ်လို့ခေါ်မသွားတာမင်းအောင်လိုက်လည်းလေရင်ပြန်စီးခြင်းသလိုအောက်ချီကတမတော်သားတွေလည်းလေရင်ပြန်စီးခြင်းတာပေါ့ ဟုတ်လားမဟုတ်ဘူးလားဟုတ်လားမဟုတ်ဘူးလားမင်းတို့လေရင်ပြန်ကမင်းအွန်လိုင်းနဲ့စိုးဝင်းမင်းအွန်လိုင်းနဲ့ချီချူလာလို့စီးဖို့အတွက်ပဲဝယ်ထားတာလားတက်မတော်သားတွေမစီးရဘူးလားခြေထဲမှာရောက်နေတဲ့တက်မတော်သားတွေအဲ့လိုမျိုးလေရင်ပြန်စီးခွင့်မရှိဘူးလားအမှန်တရားအဲ့လိုပြောရတယ်နော်ဘယ်ဩကြာဩနော်တပတ်ကို90သားဆိုတပတ်ကို90သားပြောရရတယ်သဘောပေါက်လားမသိဘူးဟမ် မင်းအောင်လိုင်းတော့မှလေရင်ပြန်ကြီးစီးပြီးတော့မှရုရှားသွားလွေ့လာတာကွာမင်းအောင်လိုင်းမှโอเคโอเคကိုကြီးမင်းအောင်လိုင်းမင်းအောင်လိုင်းတော့မှလေရင်ပြန်ကြီးစီးပြီးတော့မှသွားနေတာအောက်ကျဲတမလို့သားတွေကိုလည်းလေရင်ပြန်ကြီးစီးပြီးတော့မှနိုင်ငံတကာကိုအလဲပတ်ကြီးမခေါ်သွားဘူးလားဟမ် ဲ့ဒီအောက်ချီကတမလို့သားလေးကိုတတ်နေတာမင်းအောင်လိုင်းမှာတတ်နေတာမင်းအောင်လိုင်းအဆက်နိုင်ငံတကာလေးလာခွင့်ပိတ်ပင်ထားတယ်ကုမ္ပဏီနဲ့ဆိုတာအဲ့ဒါအောက်ချီကတမလို့သားလေးကိုထိုင်းနိုင်ငံမှာရှိနေတဲ့တမလို့သားတွေကအမေရိကန်စစ်သားတွေနဲ့လည်းလက်တွဲတယ်နောက်ကမ္ဘာနိုင်ငံအသီးသီးစစ်သားတွေနဲ့လည်းသူတို့လက်တွဲတယ်စီရီလက်လေးချင်တယ်မြန်မာနိုင်ငံမှာရှိနေတဲ့အောက်ချီကစစ်သားတွေကလုံးဝနိုင်ငံတကာနဲ့လုံးဝလက်တွဲခွင့်လုံးဝပိတ်ပင်ထားတယ်အဲ့ဒါအမှန်တရား ဘာဖြစ်လို့ပြိပင်ထားတာလဲမင်းတို့အောက်ကျစစ်သားတွေရောအမေရိကန်စစ်တပ်နဲ့ပတ်သက်တဲ့အရာလေးလိုက်ကြီးလေးပါလေခေါ်သွားလေမခေါ်သွားဘူးလားဟမ်ဘာလို့ dia အတွေးခေါ်တွေကိုရိုက်တတ်တာနော်နိုင်ငံလေးတွေထည့်ပြီးတော့မှအတွေးခေါ်တွေကိုရိုက်တတ်တာတော်ပေါက်လားမင်းတို့ပပဆက်ဆက်ရုံမာတာ မင်းတို့ပပဆဆရုံးပါပြီပပဆဆမင်းတို့အောက်ချတက်မတော်သားတွေကိုအကြမ်းဖက်ထားတာမင်းတို့ရက်ပါတဘောပေါက်လားဒါအုတ်ချုပ်ရေးနဲ့ဆိုင်တယ်ဘသူနဲ့မှမဆိုင်ဘူးတဘောပေါက်လားဒါအုတ်ချုပ်ရေးနဲ့ဆိုင်တယ်ဟိုအခုဘေးအောင်လိုက်တိရုရှားသွားတယ်လို့ပြောအောက်ချတက်မတော်သားတွေအားလုံးကိုရုရှားလေးပါလေအလဲခီးခေါ်ပါလေမရောက်နိုင်လဲလေးမြန်စီးခြင်းတို့အောက်ချမှာရှင်းလန်းသွားတဲ့စစ်သားတွေလဲလေးပြန်လေးစီးခြင်းတာပေါ့ အခုခြေထဲမှာရှိနေတဲ့စစ်သားတွေကတော့စုတ်ပြတ်သားနေရပဲဟုတ်လားမဟုတ်ဘူးလားပြောလေအောက်ကျစစ်သားတွေကိုကြည့်လိုက်စုတ်ပြတ်သားနေတာပဲလူရောက်တော့မပေါ်တော့မင်းတို့ကတော့လင်းပြန်ရင်အကောင်စီးပြီးတော့ဇက်နှိမ့်ဇက်မြင့်ခွဲကြတာမင်းတို့အထဲထဲမှာခွဲကြတာလေဘာမှမသိဘူးလေငါပါပိတ်ရလိုက်ပဲ ဘယ်မှာလဲမင်းတို့မင်းတို့တက်မလို့ထဲမှာအမှန်တရားရှိလားမင်းတို့စစ်တက်ထဲမှာအမှန်တရားရှိလားမင်းတို့တက်မလို့ထဲမှာအမှန်တရားရှိလားတရားမျှတမှုရှိလားတက်မလို့သားတွေကိုအုပ်ချုပ်နေတဲ့ကောင်တွေတက်မလို့သားတွေကိုအုပ်ချုပ်နေတဲ့သူတွေကအမှန်တရားရှိလားဟမ်သဘောပေါက်လား မင်းတို့စစ်တပ်ထဲမှာတာဝန်မထမ်းဆောင်ခြင်းလို့လို့ထွက်ပြေးသွားတဲ့သူတွေတဘုံကြီးပဲထွက်ပြေးမှာပဲဘာကြောင့်ထွက်ပြေးတာလဲအမြင်နေကျေကုန်ပြီလေအခုဒီအာဏာသိမ်းလဲသိမ်းပြီးရောထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလာတဲ့စစ်သားတွေအများကြီးရှိတယ်။နော်ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလာတဲ့စစ်သားတွေအများကြီးရှိတယ်။အမြင်နေကျေကုန်ပြီ။နော်အမြင်နေကျေကုန်ပြီအခုအလုံးလုံးလို့ရှိရဲ့ လုံးတလို့အခွင့်အရေးတွေရှိတယ်အပြင်လောကမှာเนาะအပြင်လောကမှာအလုံးလုံးလို့ရှိရင်အလုံးလုံးခွင့်အပြည့်ရှိတယ်ဆိုတဲ့အရာတွေသူတို့မြင်လာတဲ့အတော့ကြောင့်သူတို့အမြင်ကျေသွားပြီသဘောပေါက်လားသဘောပေါက်လားเนาะအဲ့တော့ဘေးတို့စစ်တဲ့ရအုပ်ချုပ်မှုတွေကမကောင်းဘူးလက်အောက်ငယ်သားတွေပေါ်ပါတယ်မင်းတို့အကြမ်းဖက်ထားတာ လက်အောက်ငယ်သားလေးပေါ်တော့ပါမမင်းတို့ကအကျန်းဖတ်တာတင်မကဘူးပြည်သူပေါ်မှာမင်းတို့အကျန်းဖတ်တယ်တိုင်းသားလေးပေါ်မှာအကျန်းဖတ်တယ်မင်းတို့မှာရုံမှဖို့အတွက်ဆိုရင်ဝင်မလေးဘူးမှတ်တာနော်မင်းတို့မှာရုံမှဖို့အတွက်ဆိုရင်ဝင်မလေးဘူးကောက်ချစ်ဖို့အတွက်ဆိုမင်းတို့ဝင်မလေးဘူးကလိန်ကချစ်ကြဖို့အတွက်ဆိုမင်းတို့ဝင်မလေးဘူးသဘောပေါက်လားမင်းတို့မှာဘာခစ်ပဲရှိလဲဆိုဘယ်အဘောက်ဘယ်အဘနာကဲ့ရင်ဘလို့ရမယ်ဆိုတဲ့အတွေးပဲရှိတယ် မင်းတို့မှာကမ္ဘာနိုင်ငံကြီးအတွေ့အကြုံမရှိဘူးเนาะကမ္ဘာကုန်သွယ်ရေးများနဲ့ပတ်သက်တဲ့အတွေ့အကြုံမင်းတို့မရှိဘူးနောက်အိန္ဒိယချင်းနိုင်ငံနေနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေမင်းတို့မရှိဘူးသဘောပေါက်လားမသိဘူးသဘောပေါက်လားမသိဘူးเนาะမင်းတို့မှာအဲ့ဒီအတွေ့အကြုံတွေမရှိဘူးကမ္ဘာနိုင်ငံနဲ့ပတ်သက်ပြီးတော့မင်းတို့လူမျိုးကြီးတွေခွဲခြားတတ်တဲ့အတွေ့အကြုံတွေမင်းတို့မှာရှိတယ်သဘောပေါက်လားငါတို့ကလာကသားဘယ်လိုလူပဲဖြစ်ဖြစ်လာခဲ့ငါတို့အကုန်လုံးပေါင်းမယ် သဘောပေါက်လားသဘောပေါက်လားအေးမမများသောတက်ကောင်တတ်တာဘာလို့လဲအဲ့ဒါဆိုလာမင်းချစ်သူမေးမယ်နော်မမများသောတက်ကောင်တတ်ပြီးတော့မှပြည်တွင်းစစ်ခေါ်ခဲ့တာဘာလို့လဲအဲ့ဒါဆိုရင်ဟမ်ဖြေလေးလာမင်းချစ်သူတဲ့ KTV နာမည်လို့လို့ဘာလို့လို့နဲ့မမများသောတက်ကောင်တတ်ပြီးတော့မှပြည်တွင်းစစ်ခေါ်ခဲ့တာအဲ့ဒါဘာလို့လဲပြောပါဦးပြဿနာအစလေးတော့တီးတင့်နေနော် မမသောတက်ကောင်တတ်ပြီးတော့မှပြည်တွင်းစစ်ခေါ်ခဲ့တာဘာလို့လဲဟင်ဘာလို့လဲလို့ဖြေလေးမမသောတက်ကောင်တတ်ပြီးတော့မှပြည်တွင်းစစ်ခေါ်ခဲ့တာဘာလို့လဲနေပြီးတော့ကလူတွေအကုန်သိတယ်ပြင်မနာလူတွေအကုန်သိတယ်ဟင်ဘာလို့လဲအဲ့ဒါမမသောတက်ကံတတ်ပြီးတော့မှရရင်ဆက်ဆက်တတ်ပြက်ခဲ့ပြီးတော့မှပြည်တွင်းစစ်ခေါ်ခဲ့တာဘာလို့လဲ မသိင်ထိုးတော့မသိင်ထိုးဝင်မလာနဲ့ရှင်းနဲ့နော်အခုကြားလာမှာဟိုလူမျိုးလက်ညှိုးထိုးဒီလူမျိုးလက်ညှိုးထိုးဟိုတိုင်းသားလက်ညှိုးထိုးမင်းတို့ထိုးဖို့အတွက်မစင်စားနဲ့တဘောပါလားပြည်တွင်းစစ်ဘယ်ကစမင်းများတတ်တတ်ကအောင်တတ်ပြီးတော့မှပြည်တွင်းစစ်ခေါ်လာတာမင်းတို့ ចောင်းသူចောင်းသားတွေကိုတတ်ဖြတ်ပြီးတော့မှပြည်တွင်းစစ်ခေါ်လာတာဘယ်အဖွဲ့တွေလဲတကွက်ချင်းပြန်တွေးဗီဒီယိုမှတ်တမ်းနဲ့အကုန်ပြန်ပြမယ်နော်ပြည်တွင်းစစ်ခေါ်လာတာဘာလို့လဲမမသောတက်ကောင်တတ်ပြီးတော့မှခေါ်လာတာပြည်တွင်းစစ်ဘာလို့လဲဖာမချမ်းနဲ့နော်မယုံမှန်းနဲ့နော်မင်းတို့လူမလားလူစကားပြောသဘောပေါက်လား မမတသက်ကံတက်ပြီးတော့မှကြောင်းပြည်တွင်းစစ်ခေါ်ခဲ့တာဘသူတွေလဲကျောင်းသူကျောင်းသားတွေကိုတက်ခဲ့ပြီးတော့မှဆေးကျောင်းသားလေးတွေကိုတက်ခဲ့ပြီးတော့မှပြည်တွင်းစစ်ခေါ်ခဲ့တာဘသူလဲအခုကြတော့မှဟိုလူမျိုးလက်ညှိုးတို့ဟိုလူမျိုးလက်ညှိုးတို့တွေပါမင်းတို့ထိုးစရာမလိုဘူးတဘောပေါက်လားမင်းတို့ကမင်းအောင်လိုင်းနဲ့ပေါက်ပြီးဖာကြတဲ့စိတ်တဲ့ပဲမင်းတို့မှာရှိတယ်အမှန်တရားကိုမပြောရဲဘူးမင်းအောင်လိုင်းနဲ့စုံဝင်းနဲ့ပေါက်ပြီးမင်းတို့ဖာဘယ်လိုကြရမလဲ ဲ့ဒီစိတ်တက်ပဲမင်းတို့ရှိတယ်မင်းတို့အုံနောက်ထဲမှာမင်းအောင်လံတုတ်ပိုးတွေရှိတယ်စိုးဝင်းတုတ်ပိုးတွေရှိတယ်ဒီညာတွေအားလုံးကမင်းတို့ရာနိုင်ငံကြီးသားပိသားနဲ့စိတ်ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးသဘောပေါက်လားအော်မာနေငါအော်ရာဘာဖြစ်လဲငါအော်ရာဒီအမှန်တရားပဲမင်းတို့မမြသသက်ခံတတ်တာမင်းတို့တတ်လို့တတ်တယ်လို့အော်ရာဒါအမှန်တရားပဲမကျင်းနဲ့လဲသေးလိုက်မင်းတို့မမြသက်ကောင်တန်တက်တယ်ဆိုတဲ့အကြောင်းကလို့အော်မှာပဲ။ဒါပြည်သူတရားစင်ရေးခဲ့ မင်းတို့အဘာတွေခင်မဟုတ်ဘူးမင်းတို့အဘာတွေကြီးဆိုးလဲခင်မဟုတ်ဘူးမြဲမြဲမှတ်ထားဘယ်အဘာရဲ့မျက်နှာမှာငါမထောက်ဘူးငါတို့တော့ပြောမှာမင်းတို့အဘာတွေရဲ့ကျေးဇူးတရားလဲငါတို့ပြည်သူလူထုမှာမရှိဘူးသဘောပေါက်လားခိုးဘာမျက်နှာဒီအဘာမျက်နှာနဲ့လာပြီးတော့မှဝင်မမှန်းနဲ့မင်းတို့အဘာတွေရဲ့ကျေးဇူးတရားငါတို့ပြည်သူလူထုမှာမရှိဘူးသဘောပေါက်တယ်နော်ရှင်းလား နားနိုင်လားသဘောပေါက်လားမြန်မာနိုင်ငံသားဖြစ်ပြီးတော့မှမြန်မာနိုင်ငံမှာဘာဖြစ်လို့ဖြစ်မှန်းမသိဘူးဘယ်ကနေစခဲ့မှလည်းမသိတဲ့ကောင်းလေမင်းတို့မေးအောင်လဲ KTV မာဆန်နဲ့စင်နေတေးဂီတနဲ့ပဲဖြည့်သိမ့်ပေးထားတာ၅နှစ်ရှိပြီအဲ့ဒါဘဝမဟုတ်ဘူးစနစ်တစ်ခုကိုပြုပြင်ပြောင်းလဲနေတဲ့အခါမှာအဆုံးထိသွားရမယ်။အားလုံးတို့ကအမှန်တရားပေါ်ရမယ်။အခုဆိုလို့ရှိရင်တမလို့သားတွေတို့ကအမှန်တရားဖြစ်ပြခြင်းပေါ်လာပြီ သဘောပေါက်လားသဘောပေါက်လားဖြည်းဖြည်းချင်းပေါ်လာပြီအောက်မှာအဖြူအမဲမသိပဲနဲ့လိုက်ပြီးတော့မှ blame နေနဲ့ဘယ်မှာလဲမင်းတို့အမှန်တရား 拜。